မြစည်းမပရိသတ်များအားလုံးပဲမင်္ဂလာပါမေလ16ရက်နေ့ည9:00နာရီတမြစည်းမပရိုင်းတိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဇူလိုင်လမှာဂျားဖြတ်အစိုးရပုံစံတစ်ကိုစစ်ကောင်စီပြောင်းပွဲရှိတဲ့သတင်းအိန္ဒိယမြန်မာနယ်စပ်မှာလက်နက်ကိုင်၁၀ဦးတပ်ဖြတ်ခံရတဲ့သတင်းချမ်းရီဖနက်ဆက်ယုံဆန္ဒပြပွဲကိုစစ်ကောင်စီအလို့သမားဒုဝန်ကြီးရောက်လာခဲ့ပေမဲ့လောက်ခလာစာကိစ္စမပြောသွားတဲ့အကြောင်းနဲ့ ဂါဇာမှာစစ်ပွဲအဆုံးသတ်ရေးအပါအဝင်သဘောတူညီချက်အတွက်လမ်းဖွင့်ထားကြောင်းအစ္စရေးပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဇူလိုင်လမှာဂျားဖြတ်အစိုးရပုံစံတစ်စစ်ကောင်စီပြောင်းပွဲရှိတဲ့သတင်းနဲ့ဆက်လက်အောင်ပါအနာသိန်းစစ်ကောင်းဆောင်ဟာလာမယ့်ဇူလိုင်လမှာဂျားဖြတ်အစိုးရတရက်ကိုပြောင်းလဲဖွဲ့စည်းလိမ့်မယ်လို့နေပြည်တော်မှာရှိတဲ့သတင်းမြစ်တစ်ခုကမျိုးစီမာကိုပြောပါရတယ်။ မျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီး6လစီတပ်တန်းတို့အုပ်ချုပ်နေရမှာဇူလိုင်လ31ရက်နေ့မှာတပ်တန်းကုံဆုံတော်မှာဖြစ်ပါတယ်။အဲဒီနောက်နောက်ထပ်6လတပ်တန်းတို့မှာလာရွေးကောက်ပွဲအတွက်ပြင်ဆင်မှုဖြစ်တဲ့အစိုးရတဲ့ဖွဲ့စည်းမှာလာဆိုတဲ့မေးခွန်းကိုကြားဖြတ်အစိုးရဖြစ်လိမ့်မှာဖြစ်ကြောင်းလုံခြုံရေးအမည်မဖော်လိုတဲ့သတင်းမြစ်ကပြောပါလေ။ အာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွေးကောက်ပွဲကို၄ပိုင်းခွဲပြီးဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွေမှာကျင်းပပြုလုပ်မှာဖြစ်ကြောင်းမတ်လ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောကြားထားပါတယ်။အစိုးရပုံစံဘလို့ဖွဲ့မယ်ဆိုတာကို အသေးစိတ်ပြောပြဖို့တရင်မြစ်ကညင်ဆန်ပါတယ်။ ဝိုင်းရဲ့နိုင်ငံရေးအကဲခတ်တူဖြစ်တဲ့ဦးတန်းစိုးနိုင်ကတော့စစ်ကောင်စီအဖွဲ့ဝင်တွေလွှမ်းမိုးနေတဲ့အစိုးရပုံစံကနေအယက်သားပုံစံဘက်ကိုပြောင်းပြီးတော့ဖွဲ့ဖို့မျှော်လင့်ရပါတယ်။ဒါကြောင့်မင်းအောင်လှိုင်အနေနဲ့တမနာတို့ဝင်ကြီးချုပ်တို့ရာသူတွေကိုတော့တခြားသူတွေနဲ့အစားထိုးလာနိုင်တဲ့အခြေအနေရှိတယ်လို့ယူဆရပါကြောင်းမျိုးစီမာကိုပြောပါရယ်။အစိုးရပုံစံတစ်မှာစစ်ကောင်ဆောင်အနေနဲ့ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုပဲဆက်ယူထားနိုင်တယ်လို့သူကဆိုပါရယ်။ ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်ဟာစစ်ကောင်စီမှဥက္ကဋ္ဌသူ့ရဲ့အစိုးရအဖွဲ့မှဝန်ကြီးချုပ်ဖြစ်နေခဲ့ရာက2024ခုနှစ်ဇူလိုင်လ31ရက်နေ့ကအရေးပေါ်အခြေအနေတက်တန်းတိုးချိန်မှာယာယီတမရဖြစ်တဲ့ဦးမြင့်စွေကျမ်းမာရေးမကောင်းလို့မတက်ရောက်နိုင်ခဲ့ရာကနေယာယီတမရတာဝန်ကိုပါလွှဲပြောင်းယူခဲ့ပါတယ်။စေအောင်စုဆက်လက်ကင်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလုံဟာနိုင်ငံတော်တမရဒုတိယတမရနှစ်ဦးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ဒုတိယကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးပြည်ထရေးဝန်ကြီးနေဆက်ရေးဝန်ကြီးအပါအဝင်စုစုပေါင်း12ဦးပါဝင်တာပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရွေးကောက်ခံအစိုးရရဲ့တမရဥဝင်းမြင့်ဖမ်းဆီးခံထားရသလိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းဟာလည်းအာဏာသိမ်းစစ်အုပ်စုကို တော်လှန်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ် ဒုသမရဦးဟင်ရီဗင်တီယူကတော့အစောပိုင်းမှာကာလွန်အစည်းအဝေးတွေတက်နေခဲ့ပေမဲ့လည်း2024ခုနှစ်ဧပြီလ22ရက်နေ့ကတည်းကကျန်းမာရေးကြောင့်အနားယူခဲ့ပါတယ်ခင်ဗျာအိန္ဒိယမြန်မာနယ်စပ်မှာလက်နက်ကင်ဆယ်ဦးအသက်ခံရတဲ့တဲ့တင်နယ်ဆရာအောင်ပါအိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်တယ်ခရိုင်တွင် အာတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်လက်နက်ကင်ဆယ်ဦးသေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်နဲ့သတင်းမီဒီယာတွေကဖော်ပြနေကြပါတယ် Channel KI News Center ရွာနီးအိန္ဒိယမြန်မာနယ်စပ်မှာမေလ14ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားပြီးလူ10ဦးသေဆုံးကလက်နက်ခဲရဲနေတင်းစီရမိကြောင်းအိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကသူတို့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ထောက်လန်ရေးသတင်းတွေအရလက်နက်ကင်တွေဝင်ရောက်လှုပ်ရှားနေကြောင်းသိရတဲ့အတွက်အာတန်ရိုင်ဖယ်တပ်ကစစ်ဆင်ရေးပြုလုပ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းအိန္ဒိယအာတန်ရိုင်ဖယ်တပ်က AK-47 ခုနှစ်လက် RPG launcher တစ်လက် M4 carbine တစ်လက်တလုံးထိုး rifle ၄လက်နဲ့ကြီမျိုးစုံတင်စီရမိခဲ့တယ်လို့အိန္ဒိယနိုင်ငံအရှိမြောက်ဒေတာတွင်သတင်းတွေကိုဖော်ပြပေးနေတဲ့ ST Mojo သတင်းကမေလ16ရက်နေ့မှာဓာတ်ပုံနဲ့တကွာဖော်ပြထားပါတယ်။ အိန္ဒိယစစ်တပ်နဲ့သတင်းစာတွေမှာဖော်ပြထားသလိုအိန္ဒိယနိုင်ငံမဏိပူရပြည်နယ်အတွင်းဝင်ရောက်ခဲ့တာမျိုးမဟုတ်ဘဲအိန္ဒိယမြန်မာနယ်စပ်ထင်းစင်းရွာနီကပကဖယာယီစခန်းတစ်ခုကိုဝင်ရောက်စီးနှင်ပြီးလူတွေကိုဖမ်းဆီးခေါ်ဆောင်ပြီးတဲ့နောက်အိန္ဒိယနယ်နိမိတ်အတွင်းပြစ်တက်ခဲ့တာလို့ကြားသိရကြောင်းတမူးခရိုင်ပကဖနဲ့နီးစပ်တဲ့အမည်မဖော်လိုသူသတင်းမြေကဆိုပါတယ်ခရိုင်ပကဖ၁၀ဦးကြာဆုံးခဲ့တာမှန်ပါတယ်ဘလို့ကနေစဖြစ်တယ်ဆိုတာတော့အတိအကျမတိရသေးဘူး တာဝန်ရှိသူတွေကအိန္ဒိယစစ်တပ်စီကရုပ်အလောင်းတွေပြန်တောင်းပြီးတကြိုပြီးပြီလို့သိရတယ်လို့လုံခြုံရေးအမည်မဖော်လိုတဲ့စစ်ရေးသတင်းမြစ်ကမျက်စိမှာကိုပြောပါရယ်အခုတေဆုံးခဲ့တဲ့ ပကဖတပ်ဖွဲ့တွေဟာမြန်မာနိုင်ငံမှာ2021ခုနှစ်ကအာဏာသိမ်းပြီးဖြုတ်ချခံခဲ့ရတဲ့လွှတ်တော်အမတ်တွေနဲ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရလက်အောက်ခံတွေဖြစ်နိုင်တယ်လို့သတင်းစာမှာရေးသားထားပါရယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတွေကိုမြစည်းမအနေနဲ့ဆက်သွယ်နေစေဖြစ်ပါတယ်လက်တလုံးမှာအိန္ဒိယမြန်မာနယ်စပ်မြင်းနီအိန္ဒိယအစိုးရကခြံစည်းရိုးကာယံဖို့လှုပ်ဆောင်နေမှုမှာမြန်မာပိုင်နယ်အတွင်းကျူးကျော်နေတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဆက်လက်မလှုပ်ဆောင်ဖို့ကန့်ကွက်မှုတွေရှိနေတာဖြစ်ပါတယ်။အဲ့လိုနယ်မြေအငင်းပွားမှုတွေကြောင့်အခုလိုပြစ်တပ်မှုဖြစ်ပွားရတာဖြစ်နိုင်တယ်လို့စီးရဲလီလာတုံးသက်သူတွေကတုံးသက်ထားကြပါတယ်။ အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နဲ့မြန်မာနိုင်ငံတမူးခရိုင်အတွင်းကနေကြားမှတ်တိုင်း82-83အကြားနေကြားမှတ်တိုင်း89-88အကြားနေကြားမှတ်တိုင်း85-86အကြားနဲ့နေကြားမှတ်တိုင်း59-60အကြားမှာနေမြေအငင်းပွားမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်လုံးကျော်ရေးမူရစေဝါနဲ့မှောင်ခိုလုပ်ငန်းတရားမဝင်ရွှေပြောင်းနေထိုင်တာတွေကို ထိန်းချုပ်ဖို့အတွက်မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့ ကီလိုမီတာကိုအိန္ဒိယအစိုးရကချန်စီယိုကာယံဖို့လှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီအလုသမာဒုဝန်ကြီးချမ်းရီဖနက်ဆက်ယုံဆန္ဒပြပွဲကိုရောက်လာပေမဲ့လောက်ခလာစာတိုးပေးတာနဲ့ပတ်သက်လို့ပြောသွားတာမရှိတဲ့အကြောင်းကိုပြောပြပေးပါမယ် စစ်ကောင်စီရဲ့လုံသမာဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝင်းရှိန်ရဲ့အဖွဲ့ဟာရန်ကုန်မြို့လှိုင်သာယာမြို့နယ်ကချင်းရီဖက်နက်ဆက်ယုံဆန္ဒပြပွဲကိုဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းကရောက်လာခဲ့ပေမဲ့အလုံသမာတွေတောင်းဆိုနေတဲ့လောက်ခလာစာတိုးမြင်တာနဲ့ပတ်သက်ပြီးပြောဆိုမှုမရှိခဲ့ဘူးလို့သိရပါဗျ။ညီမတို့တိပိသားစည်းကမ်းတွေပဲပြောသွားပြီးညီမတို့တောင်းဆိုတဲ့လာစာနဲ့ပတ်သက်ပြီးပြောပြသွားတာမျိုးမရှိပါဘူးလို့လောက်သားတို့ကမျိုးစီမာကိုပြောပါဗျ။ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်အနောထားဆက်မှုဆောင်အပိုင်းနှစ်မှာရှိတဲ့ချမ်းရီဖနက်ဆက်ရုံမှာလုံသားထောင်းတဲ့ချီပါဝင်ပြီးလောက်ခလာစာ အချိန်ပိုကြီးလုံသက်စုနဲ့ရမှန်ကြီးတွေတိုးပေးဖို့မေလ14ရက်နေ့ကစတင်လို့ဒီကနေ့မနက်ပိုင်းထိဆက်လက်ဆန္ဒပြတောင်းဆိုနေကြတာပါမေလ18ရက်နေ့မှာအလုသမားကိုစလဲကိုးပါအဖွဲ့နဲ့အလုရှင်တို့နှစ်ဖက်တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးတဲ့နောက်သဘောတူညီမှုရရှိသွားပြီလို့စက်ယုံဘက်ကထုတ်ပြန်ခဲ့ပါတယ်။ စေယုံဘက်ကထုတ်ပြန်ခဲ့တဲ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့စာချုပ်မှာတရက်လောဝါကကျက်တောင်းနှစ်ထောင်တတ်မှတ်ပေးဖို့အလုံသမားတွေရဲ့တောင်းဆိုချက်ကိုထောက်ပံ့ခြင်းလို့ဆိုပြီးကျက်900သာတိုးပေးထားတာကိုတွေ့ရပြီးရမှန်ကြီးအရင်2000ကျက်ကနေအခု4000ကျက်ပြောင်းလဲတတ်မှတ်ပေးထားတာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့်ဆက်ယုံအနေနဲ့အလုံသမားတွေတောင်းဆိုထားတဲ့နှုံထားအတိုင်းတိုးပေးဖို့ဆက်လက်ဆန္ဒပြနေကြတာဖြစ်တယ်လို့အလုံသမားတွေဘက်ကပြောဆိုထားပြီးအလုံရှင်အလုံသမားသဘောတူညီမှုရရှိပြီဆိုတဲ့စာချုပ်ဟာလည်းဖိအားပေးလက်မှတ်ထိုးခိုင်းတာဖြစ်ကြောင်းပြောဆိုမှုတွေရှိနေပါတယ်။ ဆက်ယုံလုပ်ယုံနေမှာဖွဲ့စည်းထားတဲ့အလုံသမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းကော်မတီ WCC ဆိုတဲ့အဖွဲ့ရှိနေပေမဲ့အဖွဲ့ဝင်တွေဟာအလုံရှင်အလို့ကြတာဖွဲ့စည်းထားတာဖြစ်ပြီးအလုံသမားခွင့်ရေးချိုးဖောက်မှုတွေကိုလှုံ့ဆော်နေတယ်လို့အလုံသမားတွေဘက်ကပြောဆိုထားပါတယ်။ WCC အလုံသမားအဖွဲ့အစည်းဟာလည်းစာနာပြတောင်းဆိုနေတဲ့လုပ်သားတွေဘက်မှမရှိနေတဲ့အတွက်ဆက်ယုံကစာနာပြအလုံသမားတွေကကိုယ်စလဲတွေရွေးချယ်ပြီးအလုံရှင်နဲ့တွားရောက်ညှိနှိုင်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ချမ်းရီဖနက်ဆက်ယုံဟာတရုတ်နိုင်ငံသားပိုင်ဆက်ယုံတစ်ခုဖြစ်ပြီးနာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Editas ဖနက်တွေကိုထုတ်လုပ်ကာဆက်ယုံမှာအလုပ်လုပ်ကင်နေတဲ့အလုပ်သမား6900ကျော်ရှိတယ်လို့သိရပါဗျ။စစ်တပ်အာဏာသိမ်းမှုနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအလုပ်သမားတွေလက်ရှိရနေတဲ့အ ਨੇ ဆုံးလောက်ခနှုံးထားတွေဟာမလုံလောက်တဲ့အတွက်တရက်လောက်ခလစာကျန်တောင်းတုံးမြင့်တတ်မှတ်ပေးဖို့မေလတရက်နေ့ကကြာရောက်ခဲ့တဲ့ကမ္ဘာအလုပ်သမားနေ့မေရင်းနေ့မှာအလုပ်သမားအဖွဲ့တချို့ကတောင်းဆိုခဲ့ကြပါဗျာခင်ဗျာ။ Thank you. ပလဲမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးနှုတ်အပါဝင်၄ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်နွယ်အင်းကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ရမှာကလေးနှုတ်အပါဝင်ဒေသခံပြည်သူ၄ဦးသေဆုံးသွားခဲ့ရတယ်လို့ရင်းမှတ်ပင်ခရိုင်တပ်ရင်း၁၂တပ်ဖွဲ့တာဝန်ရှိသူစီကတရားဝါရတယ်။ မေလ16ရက်နေ့နေ့လယ်12:40မိနစ်ဝန်းကျင်မှာစစ်ကောင်စီရဲ့လေတပ်က Jet Fighter နှစီးနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်သွားတာဖြစ်ကြောင်းရင်းမပင်ခရိုင်တရင်စနစ်တပ်ထောက်တာဝန်ခံကိုနေမင်းကပြောပါရယ်ဘုံတွေကရွာတွေထဲကျတာရွာရဲ့အရှိတ်ကဆယ်ဘေးကအိမ်ဆိုရင်တအိမ်လုံးဆုတ်ပြတ်တက်ပြီးမိဘလောင်သွားတာတခါရွာလေမှာနောက်တလုံးကျတယ်နောက်ဆုံးတလုံးကရွာနောက်ချမ်းမှာကျတာလို့ဆိုပါရယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Grade 6ကျောင်းသားမောင်ဖုံးမင်တန်း Grade 12ကျောင်းသူမတ်ကျယ်စင်ဦးဒေါ်မေရီနဲ့မတ်တင်မြတ်သူတို့တေဆုံသွားခဲ့ကြပြီးနှစ်နှစ်သားရွယ်ကလေးတူအပါအဝင် နောက်ထပ်ဒေသခံ6ဦးထပ်မံထိခိုက်ဒဏ်ရာရရှိသွားပြီးဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်တယ်လို့ကိုနေမင်းကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင်ရက်ပိုင်းအလိုကလေးကစစ်ကောင်စီတပ်ဖွဲ့ဟာဝိုင်းတွဲလေရင်နဲ့ခြေရွာတွေပေါ်ဝဲပြန်ပြီးတဲ့နောက်ပြင်းထန်တွေကိုထောက်လန်းမှုတွေပြုလုပ်ပြီးကမှအရသာပြည်သူတွေကိုစနစ်တကျတိုက်ခိုက်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောထားကြပါဗျာ။ ပလဲမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲနေရာအများစုကိုတော်လိန်တပ်ဖွဲ့တွေကစုမိုးထိန်ချုပ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့ဟာပလဲမြို့ပေါ်နဲ့ပြူရွာတွေဖြစ်တဲ့အင်မတီရွာနဲ့ဇီးပြူကုန်းကြီးရွာတွေမှာသာအထိုင်ချတပ်ဆွဲထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့တော်လိန်တပ်ဖွဲ့တွေကသိရပါဗျ။ စစ်ကောင်စီတပ်ဟာနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်မေလ၁ရက်နေ့ကနေ15ရက်နေ့အတွင်းပြည်သူ126ဦးသေဆုံးက330ဦးထိထိခိုက်ဒဏ်ရာရရှိထားတယ်လို့မြစည်းမကပြုစုထားတဲ့အစင်းချက်လက်တွေကဖော်ပြနေပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားရမှာဖြစ်ပါတယ် ဂါဇာမှာစစ်ပွဲအဆုံးသတ်ရေးအပါအဝင်သဘောတူညီချက်အတွက်လမ်းဖွင့်ထားတယ်လို့အစ္စရေးပြောတဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာပါကာဇာမှာစစ်ပွဲရဆိုင်ရေးအပါအဝင် ဟာမတ်အဖွဲ့နဲ့သဘောတူညီချက်ရရှိရေးအတွက်လမ်းဖွင့်ထားပါတယ်လို့အစ္စရေးကတနင်္ဂနွေနေ့ကအချက်ပြပြောကြားလိုက်ပါတယ် ဣသရေလကထိုးစစ်ကိုအရှင်မြင့်ပြုလုပ်လာတဲ့အတွက်တနေ့ကိုဒါဇင်ပေါင်းများစွာတေဆုံးနေရတယ်လို့ကယ်ဆယ်ရေးဝန်ထမ်းတွေကပြောပါတယ်ထိုးစစ်ကိုကျယ်ပြန့်အောင်ပြုလုပ်ခဲ့ရခြင်းမှာစစ်ပွဲရည်မှန်းချက်များရရှိရေးအတွက်ရည်ရွယ်တယ်လို့ဣသရေလစစ်တပ်ကပြောပါတယ်အဲဒီမှန်ချက်တွေထဲမှာဒဇခံများလွတ်မြောက်ရေးနဲ့ဟာမတ်ကို အနိုင်တိုက်ရေးလဲပါဝင်ပါတယ် ဒါပေမဲ့အဲ့ဒီစစ်စင်ရေးတွေကိုအရှိန်မြင့်ပြုလုပ်နေစင်မှာပဲအစ္စရေးနဲ့ဟာမတ်တို့ဟာကာတာနိုင်ငံမှာတွယ်ဝိုက်ဆွေးနွေးညှိနှိုင်းတာတွေလှုပ်ဆောင်နေကြပါတယ်။ထို့သောပြုလုပ်ရခြင်းမှာစစ်ပွဲအဆုံးသတ်ရေးအတွက်ရည်ရွယ်ပါတယ်ဟုပါလက်စတိုင်းကပြောပါတယ်။ယခုခိုက်တန့်တွင်ဒိုဟာရှိညှိနှိုင်းရေးအဖွဲ့ဟာသဘောတူညီချက်ရရှိနိုင်ရေးအတွက်ရရှိနိုင်သမျှ overlap ယခုခိုက်တန့်တွင်ဒိုဟာရှိညှိနှိုင်းရေးအဖွဲ့ဟာ သဘောတူညီချက်ရနိုင်ရေးအတွက်ရရှိနိုင်သမျှနည်းလမ်းတွေကိုလှုံ့ဆော်လျက်ရှိပါသည် Wefcorp မူပေါင်းတဲ့မှတော့၎င်းစစ်ပွဲအဆုံးသက်ရည်ဤအစိပ်ပိုင်းတည်းရဲ့အနေနဲ့တော့၎င်းဆောင်ရွက်လျက်ရှိပါသည်လို့ရခင်စင်းချင်းညီနိုင်မှုများတွင်ပါဝင်ခဲ့တဲ့ American အရှိလေပိုင်းတပ်သမား Steve Wefcorp ကိုညီညွန်ပြီး Israel ဝန်ကြီးချုပ် Benjamin Netanyahu ကသူ၏ရုံးကမှတနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ကြေညာချက်တွင်ဖော်ပြထားပါတယ်။ နေတညာဟုရဲ့ယုံကြည်ညာချက်အရာအဲ့ဒီသဘောချညီချက်တွေဟာဂျေဇန်ခံများလွတ်မြောက်ရေးဟာမတ်အကြမ်းဖက်သမားများပြည်ပတို့ထွက်ခွာရေးနဲ့ဂါဇာကမ်းမြောင်ဒေသမှာလက်နက်ဖြုတ်သိမ်းရေးတို့ပါဝင်တယ်လို့ဆိုပါတယ်အစ္စရေးကထိုးစစ်တွေ ပြန်လည်ပြုလုပ်ခဲ့ပြီးနှစ်လအကြာပြစ်ခတ်ရစရေးကျိုးပြတ်သွားကြတဲ့ကကတ္တာ၊အီဂျစ်၊အမေရိကန်တို့ကဂျားဝင်ညှိနှိုင်းပေးခဲ့တဲ့ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီးမြေလည်အောင်မြင်မှုမရရှိခဲ့ပါဘူး။ Hamas အဖွဲ့လုံးဝအရှုံးပေးသွားရမယ်အချက်ပါဝင်တဲ့စစ်ပွဲအဆုံးသတ်ရေးကိုနေတန်ညာဟုကစန့်ကျင်နေပြီး Hamas အဖွဲ့ကလည်းသူ့လက်နက်တွေလွှဲပြောင်းပေးရေးကိုတွန့်ဆုတ်နေပါတယ်။ဒိုဟာမှာကျင်းပတဲ့ဆွေးနွေးပွဲတွေကိုမြေကြီးဘက်ကမျှကြိုတင်စည်းကမ်းချက်မချထားပဲစတင်ခဲ့ပြီလို့ Hamas အကြီးအကဲအရာရှိတဟာအယ်နူကစနေနေ့ကပြောလိုက်ပါတယ်ခင်ဗျာ။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4450ကျပ်၊စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1620.18ကျပ် ပြင်ပပေါ့စေ3438ချက်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2354ချက်ပြင်ပပေါ့စေ9020ချက်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63.28ကျပ်ပြင်ပပေါ့စေ134.9ကျပ်မလေးရှားတမင်ကီကိုစစ်ကောင်စီတတ်မှတ်စေ490.65ကျပ်ပြင်ပပေါ့စေ1038ကျပ် ပေါ့စည်းရှိပါတယ်။ဖော်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ58သိန်းတထောင်ကျပ်။ပြင်ပပေါ့စည်း85သိန်းကျပ်။15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ53သိန်း9325ကျပ်ပြင်ပပေါ့စည်း80သိန်း6000ကျပ်ပေါ့စည်းရှိပါတယ် ဖော်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်လီတာကို2320ကျပ်ပရီမီယံဒီဇယ်လီတာကို2855ကျပ်အော်ဒိတ်92လီတာကို2950ကျပ်အော်ဒိတ်95လီတာကို2805ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6525ကျပ်၊ပြင်ပပေါင်စီ9000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြေစီမပရိုင်တိုင်းမြေစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။